ော်နေကြတာနော်တို့တွေအကုန်လုံးအကုန်လုံးတကယ်စော်နေကြတာအဲ့တော့မြမပီအလဲပိုင်းဒေသကကျွန်တော်တို့လူငယ်တပ်ဖွဲ့တွေအနေနဲ့ဆိုလို့ရှိရင်မကွေးပကုန်းမန္တလေးစကိုင်းရခိုင်တပ်တော်အေအေနဲ့ရေလလစနစ်တကြကိုပူပေါင်းပြီးတော့နော်ခိုးစစ်တွေမှာပါဝင်ဖို့သက်ရေးကြီးတယ်ဆိုတာကိုကျွန်တော်တင်ပြချင်တယ်အဲ့တော့အရကတပ်တော်အေအေရဲ့ခေါင်းဆောင်များအနေနဲ့လေကျွန်တော်ဒီညမှာတင်ပြချင်တာကကိုကစပြီးတော့လက်လန်းစေချင်ပါတယ်တော်လိုင်းရဲ့အစိုးရဆိုပြီးလုပ်ရမှာလေခင်ဗျားတို့ကဘျူရိုကရေစီရန်ရည်ရည်တည်ဆောက်နေတာ လွဲနေတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ပြောတာအညာပမာဒေတာခမညာခမညာတို့ NUG ကအညာပမာဒေတာရဲ့အစိုးရဖြစ်တော့လာမလုံးနဲ့ဘာလို့လဲဆိုတော့ကျွန်တော်တို့လက်မခံဘူးခမညာတို့ရဲ့လက်ရည်လက်စကခြေစကခမညာလင်းနေတာကာလ9နှစ်ပြည့်တော့မှတွေ့သွားပြီမယုံတော့ဘူးအဲ့တော့ကျွန်တော်တို့ယုံတာဘာလို့ယုံလဲ A ကိုယုံတယ် A လက်ရှိမကွေးရောက်ဘူး A ဘကိုးရောက်တယ် A A အော်ရီတန်းကိုရောက်နေပြီ A စိုင်းနိုင်တဲ့မှာရှိတယ် A ရှမ်းမြောက်မှာရှိတယ် A A ကချင်မှာရှိတယ် A A ကရယ်မှာရှိတယ် A A ဘကိုးမှာရှိတယ် A A မြန်မာပြည်နဲ့မှာရှိတယ် A ကိုယုံတယ်ပြည်သူတရားလုံးကဒေါ်လာရေးတက်ဖွဲ့တွေကကျွန်တော်ပြည်သူအယောက်ချင်းစီတိုင်းက ဒါကိုမြင်အောင်ကြည့်ပြီးတော့အေအေနဲ့တူတူကျွန်တော်တို့တွေနော်တရားဝင်ရက်တိချောင်းဆိုတာကိုအကုန်လုံးပြောကြရမယ်အကုန်လုံးလုပ်ကြရမယ်အကုန်လုံးကလုပ်ကြရမယ်ဘာကြောင့်လဲအေအေရဲ့အောင်မြင်မှုကကျွန်တော်တို့အောင်မြင်မှုယနေ့ကျွန်တော်တို့ကမ္ဘာစာဆက်ရုံနေနာကိုရောက်နေပြီကမ္ဘာစာချမာလာချကမ္ဘာစာချမာလာချကမ္ဘာစာချမာလာချဒီဒေါ်လာရေးကြီးမှာနံပါတ်1အရေးကြီးဆုံးက PDF တွေ LDF တွေ UG တွေခမည်းတော်တွေပူပေါင်းဆောင်ရွက်မှုနည်းရင်ခမည်းတော်တွေတာဝန်မေ့ ဒါပြခုနကလို့ခင်ဗျားမင်္ဂလာကမိသားစုလိုမျိုးအော်ဂျော်လန်လုတ်ရင်အတော်လေးအောင်ဆက်ပြီးလာတယ်သူပဲဒါကိုတော့သိစေချင်တယ်အမကြီးအိမ်မှာအခါချင်းကိုဟိုကြီးလည်းငယ်ငယ်လောက်ကြာတာနော်လောက်ဝင်နေအဲ့ဒီစကားကအရင်ရောက်တဲ့နော်ဒီမှာကျမကဥပဒေကိုနားလဲတဲ့လူမျိုးလို့ပြောနေတာပဲဖြစ်မယ် ဘာကြောင့်အောင်မြင်လဲမေးအေအေကခေါင်းဆောင်မှုအပြည့်နဲ့ဟေးပြည်သူတွေဒီလိုလုပ်ဆိုရင်ပြည်သူတွေအကုန်လုံးဘာမှအမြင်များမရှိဘူးအေအေကပြည်သူတွေကအဲ့လိုမျိုးရှိတယ်အဲ့တော့အေအေကပြောလိုက်လို့ရှိရင်တိတ်ဆိုတိတ်ပိတ်ဆိုပိတ်ဟိတ်ဆိုဟိတ်ဆိုတဲ့ရခိုင်လူလူကြီးရှိမှာတော့ဒီဒေါ်လာရေးကြီးအောင်မြင်တာမဆန်းဘူးအဲ့တော့ဒီနေ့ဒီအချိန်မှာလေကုနာကမန္တလေး PDF နဲ့နော်ကုနာကမိသားစုတစုနဲ့ဖြစ်တဲ့အကြောင်းအရာကိုမူတည်ပြီးကျွန်တော်တို့ပြည်သူဆိုတာဘလို့လဲငါတို့ပြည်သူဆိုတာကငါတို့ကအခွင့်ကျူးခံလို့မရဘူး လုံးလုံးမရဘူးဆိုတော့ကျွန်တော်ဒီနေ့ live နဲ့သတိပေးခြင်းဖြစ်တယ်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ရခိုင်တပ်တော် AA ရဲ့ထိုးစစ်တွေနဲ့အတူဗမာ PDF တွေပူးပေါင်းပါဝင်တိုက်ပွဲဝင်တင်ကြောင်းဆရာမျိုးထိုက်တန်သိန်းတိုက်တွန်းလိုက်ပြီးမှုအဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါအောင်ခင်ဗျာအရခတ်တော်ဘလို့ဒေးစားဖို့ကောင်းလဲအရခတ်တော်ဒီယနေ့အချိန်မှာတကယ်ကိုရှေ့ကနေပြီးတော့ဥဆောင်ကြီးတိုက်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့နော်အညာဒေသ နော်ဗမာဒေသမြို့ဝကျွန်းပေါ်ဒေသရန်ကုန်ဒေသဒေသအစုံကကျွန်တော်တို့ရဲ့လူငယ်တွေ PDF တွေ LDF တွေပြည်သူတွေအနေနဲ့အရက်ခတ်တက်တော်နဲ့ပူးပေါင်းဆောင်ရွက်ပြီးတော့နော်ကျွန်တော်တို့အရက်ခတ်တက်တော်နဲ့တူတူလက်တွဲပြီးတော့အရက်ခတ်တက်တော်ရဲ့ဥစ္စာမှုနောက်ကိုလိုက်ပြီးတော့လောက်ကြဖို့တည်းအရေးကြီးတယ်တကယ်စစ်အနိုင်တိုက်ပါသည်တကယ်စစ်အနိုင်နိုင်အောင်တိုက်နေတာသည်အရက်ခတ်တက်တော်ဖြစ်တယ်နော် KIA ဖြစ်တယ်တကယ်ကိုလက်တွဲချနေကြတာဒီဘက်ကဆိုလို့ရှိရင်ကင်းနေတဲ့က KPDF KIA တူနော်ကိုမာဝီတို့နော်ဒီဘက်မှာဆိုလို့ရှိရင်ချင်းဘက်မှာဆိုလို့ရှိရင် CDF တို့ရှိတယ် တကယ်စော်နေကြတာနော်တို့တွေအကုန်လုံးအကုန်လုံးတကယ်စော်နေကြတာအဲ့တော့မြမပီအလက်ပိုင်းဒေသကကျွန်တော်တို့လူငယ်တောက်ဖွဲ့တွေအနေနဲ့ဆိုလို့ရှိရင်မကွေးပကုတ်မန္တလေးစကိုင်းရခိုင်တပ်တော်အေအေနဲ့ရေလလစနစ်တကြကိုပူပေါင်းပြီးတော့နော်ထိုးစစ်တွေမှာပါဝင်ဖို့သိအေးကြည့်တယ်ဆိုတာကိုကျွန်တော်တင်ပြချင်တယ်အဲ့တော့အရကတက်တော်အေအေရဲ့ခေါင်းဆောင်များအနေနဲ့လေကျွန်တော်ဒီနေရာမှာတင်ပြချင်တာကကိုကစပြီးတော့လက်လန်းစေချင်ပါတယ်နော်လက်လန်းဖို့တော့အရန်အလုပ်များရင်တော့နော်ပြည်သူ့ဆက်ဆိုင်ရေးဌာနအီးမေးလ်ကြည့်ပြနော်ကျွန်တော်တို့ စက်ပွဲရန်ပုံစံတစ်ခုခုပေါ့ Telegram ဖြစ်ဖြစ် Signal ဖြစ်ဖြစ် Facebook ဖြစ်ဖြစ်တခုခုပေးပြီးတော့ဒီမြေပြင်ကရဲဘော်တွေအနေနဲ့เนาะ local တပ်ဖွဲ့တွေအနေနဲ့ကျွန်တော်ပူးပေါင်းဆောင်ရွက်လို့ရမယ် platform တစ်ခုအခြေအနေတစ်ခုကိုဖန်တီးပေးစေချင်တယ်เนาะအဲ့ဒါကိုကျွန်တော်ပြောချင်တယ်နောက်တစ်ခုကကျွန်တော်တို့ဒီနေ့ NUG ရဲ့တရေဌာနတစ်ခုကနေပြီးတော့ NUG ရဲ့လူ့အခွင့်အရေးဝန်ကြီးဌာနဤ ပြောကြချက်တစ်ခုမှာ NUG ကပြည်သူတွေရဲ့သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအတွက်ကိုစက်တန်းပေါင်း8000စက်တန်းဆိုတာကမြန်မာတွေရဲ့နားနဲ့သိပ်မရှိဘူးမျက်စိမှောက်တယ်အဲ့တော့ကျွန်တော်တို့ဗမာတွေသုံးနေကြစက်သိန်းနဲ့ဆိုတော့စက်သိန်းပေါင်း8000ဒေါ်လာနဲ့ဆိုဘယ်လောက်ဖြစ်သွားလဲကြည့်ကြည့်နော်စက်သိန်းပေါင်း8000ကိုသုံးဆွဲတယ်ဆိုပြီးတော့ကျွလိုက်တယ်အဲ့တော့အဲ့ဒါကတော့ကျွန်တော်ပြည်သူတွေကိုယ်တိုင်ပဲစုပ်ဖြတ်ကြတော့အဲ့စက်သိန်းပေါင်း8000ကို ဘလို့သုံးတယ်လေဆရာကြီးဦးကြည်မင်းကတော့တင်းစကားရေးထားပါလေဒါတွေဒီအဖွဲ့စည်းတခုကပြောတဲ့စကားဖြစ်တယ်တကယ်ကြကြစနစ်ကြကြဇေးစင်းနဲ့တင်လာတဲ့ဟာမဟုတ်ဘူးဒါကြောင့်မလို့ဒါတွေဒီတော့ကျွန်တော်မှတ်မိတယ်လို့ကျွန်တော်ပြန်ပြောတာနော်စနစ်ကြကြလုတ်ထားတာမဟုတ်တဲ့အတွက်မစစ်စစ်ရသေးတဲ့အတွက်အချင်းပြတ်အသတိဘလောက်ကင်းမကင်းဆိုတာမသေးချာဘူးအတီးဖြစ်မဲ့လို့မရဘူးဆိုပြီးတော့ဆရာကြီးဦးကြည်မင်းကတင်ထားတယ်ဆရာကြီးဦးကြည်မင်းဆိုတာကတရားလို့တော့ရှင့်နေကြီးဖြစ်တယ်လို့လုတ်တက်ကကျွန်တော်အသက်ထည့်ကြီးတယ်ဒါပြင်ကိုသူကိုယ်တိုင်ကလည်း ်ရှင့်ဒီဘဝနဲ့ကိုစည်ရင်စက်ပါလှုပ်လာစည်ရင်ပါကင်လာခဲ့ဘူးတဲ့ပုံကိုဆိုတော့ကြည့်လိုက်တာနဲ့သိပါစားလိုက်တယ်နဲ့ဦးတခွေလုံးမြင်တယ်နော်အေထော်တီတူသွားပဲနော်ကျွန်တော်ပြောချင်တာကခမရဒီပတ်စံတွေကနော်ဒီပတ်စံတွေကခမရတို့စောက်ကောက်ထားတာကအဘွားကဘေးအတွက်ဆိုပြီးတော့ခေါင်းစဉ်ကောက်ထားတာမဟုတ်ဘူးလေဒီပတ်စံတွေကောက်ထားတာဒေါ်လာရဲ့အတွက်နော်အတိုရှိဝယ်ဖို့အတိုရှိစောက်ဖို့ဒီလက်နက်ကိုင်တိုက်ပွဲဝင်တဲ့ရဲဘော်တွေအတွက်ဆိုပြီးတော့လှုပ်ထားတာလေဒါကိုကျွန်တော်နဲ့အမြင်တူတဲ့ကိုအောင်စိုးပလိုင်ဆိုတဲ့ကျွန်တော်တို့88ချောင်းသားရဲဘော်ကြီးကလည်းဒီလိုပဲပြောတယ် နုကြီးကစပြီးတော့ကောက်ထားလာကတော်လေးတို့စပြီးကောက်ထားလာလေးတဲ့နော်ဘဘဝဘေးအန်နေရအတွက်ကောက်ထားရမှာမဟုတ်တာဘဘဝဘေးအန်နေရအတွက်ဆိုဘဘဝဘေးအန်နေရအတွက်ဆိုတော့ခေါင်းစဉ်နဲ့ကောက်အောင်မှာဘောနော်နောက်တစ်ခုကခမရဒါတွေကနိုင်ငံတကာ NGO တွေရဲ့လှုပ်ရှားငွေတွေလေနိုင်ငံတကာ NGO တွေကလည်းဒါမျိုးအတွက်ဆိုလို့ရှိရင် humanitarian ground humanitarian ground humanitarian ground နဲ့လူသားချင်းစာနာမှုဆိုတဲ့ခေါင်းစဉ်အောက်ကနေခမရဒါတွေကတိတ်လှုပ်ရှားလို့ရတဲ့ဟာတွေပဲပြီးလို့ရတဲ့ကိစ္စတွေပဲဒါကြီးကိုနော်ကျွန်တော်အနေနဲ့ချက် တိမ်ပေါင်း9ပန်းသုံးနေဆိုတော့ကျွန်တော်ပြည်သူတွေရဲ့ comment တွေကိုဖတ်ကြည့်ပြီးပြည်သူတွေရဲ့အတန်ကိုပဲကျွန်တော်ပြောပါဦးမယ်ခင်ဗျားတို့ဘယ်နေရာမှာပြီးလိုက်တာလဲဗီဒီယိုရှိလားဓာတ်ပုံရှိလားဒါမှမဟုတ်ရှင် location ပြောမှာဟမ်လုံခြုံရေးစိတ်ချအောင်လို့ခင်ဗျားလုံးဝယုံရတဲ့ပုံစံတွေကိုပဲကျွန်တော်တို့ပြောအများကြီးမပြောနဲ့ရတယ်ဘလို့လဲချက်သိမ်းပေါင်း9000ဆိုတာကဒေါ်လာနဲ့တွက်မနေဘူးတော့ဒေါ်လာနဲ့တွက်မနေဘူးခင်ဗျားတို့ဘလို့သုံးလဲဆိုတာခင်ဗျားစာအိတ်လေးစာအိတ်လောက်စီစီလေးစာအိတ်ပုံလောက်ကလာမလုံးနဲ့ မာလာနဝဒနာဘစကမာရီလုတ်ပြနေရကွက်ကြီးယိုးနေပြီနော်ယိုးနေပြီနောက်ဆုံးများအဲ့ဒီဓာတ်ပုံဆိုတာခင်ဗျားချက် GPT မှာ AI နဲ့လုတ်ခိုင်းတော့ရတယ်ဆိုတာကိုကျွန်တော်ပြောပြတာခင်ဗျားတို့တင်တဲ့ဓာတ်ပုံတွေကအမှန်ကန်ဖြစ်မှာပါကို့ပိုင်ရဆိုင်ရာချင်းချင်းကိုခေါ်ပြလာဓာတ်ပုံရိုက်မယ်ဆိုလဲပြီးသွားတယ်ဟုတ်တော့ဆင်းရဲပြတယ်ဆိုတာကစနစ်တကျစင်းရဲစစ်ချုပ်နဲ့နိုင်ငံတော်ကိုစနစ်တကျတင်ပြမသိမသားလေးအသာလေးတရင်ထဲမှာဟိုလိုပြောတယ်လို့ဒီလိုပြောတယ်လို့နော် တကယ်တကယ်လမ်းမီတော့မှတည်တယ်မှာထီလမ်းမပြောက်တလို့လို့မဲ့တလို့လို့ယူတလို့လို့နော်အဲ့လိုမျိုးလုပ်လို့မရဘူးလေနောက်တစ်ချက်ကဒီဒီဒီချက်သိမ်းပေါင်း900ပေါင်းဆိုတာကဘာလူခွေဦးကြီးထားတာကိုအောင်မျိုးမင်းတို့သုံးတာလားကျန်တဲ့ဌာနတွေကလူကယ်ပြားဘလောက်သုံးလဲချမ်းမကြီးကဘလောက်သုံးလဲခင်ဗျားတို့ဘာကြီးလုပ်နေလဲအဲ့တော့တော်လိုင်းရဆိုးရဆိုပြီးလုပ်ရမှာလေခင်ဗျားတို့ကဘယူရိုကရေစီရန်ရတီဆောင်နေတာလွဲနေတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ပြောတာအညာပမာဒေသခင်ဗျားခင်ဗျားတို့ NUG ကအညာပမာဒေသရဲ့အစိုးရဖြစ်တော့လာမလုပ်နဲ့ ဘာလို့လဲဆိုတော့ကျွန်တော်တို့လက်မခံဘူးခမရတို့ရဲ့လက်ရည်လက်စာကခြေစကခမရလေးနှစ်တာကာလ၅နှစ်ပြည့်တော့မှတွေ့သွားပြီမယုံတော့ဘူးအဲ့တော့ကျွန်တော်တို့ယုံတာဘာလို့ယုံလဲ A ကိုယုံတယ် A လက်ရှိမကိုရောက်နေပြီ A ဘကိုရောက်နေပြီ A A ရဝီကျန်းကိုရောက်နေပြီ A စိုင်းနားထဲမှာရှိတယ် A ရှမ်းမြောက်မှာရှိတယ် A A ကချင်မှာရှိတယ် A ကရမှာရှိတယ် A ဘကိုမှာရှိတယ် A မြန်မာပြည်နဲ့မှာရှိတယ် A ကိုယုံတယ် Seeing is believing နဲ့ Seeing is believing နဲ့ဘာကြောင့်လဲကျွန်တော်တို့က AA လောက်ပြနေတဲ့ဟာတွေကိုမြင်နေရတော့ A ကိုယုံနေတယ် အေးကိုယုံငယ်အေးကိုယုံငယ်တော့ကျွန်တော်အနေနဲ့မြန်မာပြည်ရဲ့ဒေါ်လာရေးကြီးသားမလျှော့ဘူးဆိုရင်အေးကဥစ္စာမှုအေးနဲ့မဟာမိတ်ပြုမှုအေးအေးနဲ့မိတ်ဖက်ပြုပြီးတော့သွားမှရမှာနော်အေးအေးကိုကျွန်တော်တို့ကတကယ်ကိုပူပေါင်းဆောင်ရဖို့လိုတယ်ထိုနည်းသူသာပဲအေးအေးကိုနော်ရန်ပေါင်းစုနော်ဘင်္ဂလားဒေ့ရှ်ကကောင်းနေတော်တော်လေးအနောက်ဆက်ပေးတယ်အဲ့ဒီဘင်္ဂလားဒေ့ရှ်ကဘင်္ဂါလီအကြမ်းဖက်တောင်ကျန်းသူတွေဤနော်နောက်ဆက်မှုတွေကိုအဲ့ဒါကိုလည်းကျွန်တော်တို့ပြည်သူတွေကအေးအေးနဲ့တရားတွေစန့်ကြရမယ်ဒါကိုလည်းကျွန်တော်ပြောချင်တယ် အဲ့တော့ကျွန်တော်တို့ကအသာတော့ခံကျင်တယ်အသာတော့မဆန့်ကျင်ဘူးအေကအောင်ပဲရင်တော့အေအောင်ပဲငါအဝဲဆိုပြီးတော့ခင်ဗျားတို့ပွဲခံရင်အေကိုထိုးနှက်တာဘုကြောင့်ထိုးနှက်နိုင်လို့ထိုးနှက်တာဆိုလို့ရှိရင်အေကိုထိဓာတ်ကြည့်ဘုကြောင့်ထိုးနှက်နိုင်အောင်ဖြိတာငါဖြိတာပဲဆိုတဲ့ဟာမျိုးကိုကျွန်တော်တို့ပြည်သူအရောက်ချင်းစီတယ်လေမပြောဘဲနဲ့သိရမယ်ကျွန်တော်တို့ကအကုန်လုံးကပါကူပါမယ်ဝင်ရှင်းရမယ်အေအောင်ပဲကိုကြိုက်လက်သီးလက်မောင်းတန်းပြီးတော့အောင်ပွဲခံလို့ရှိရင်ဒီဘက်ကအေအေကိုဝိုင်းပြီးတော့ထိုးချနေတဲ့ဟာဒီအပုတ်ချနေတဲ့ဟာဒီမြေပြင်မှာလာပြီးတော့နောက်ကွယ်ကိုကျောင်းဒဏ်နဲ့ထိုးပြီးတိုက်ခိုက်နေတဲ့အာဆာတို့အာဆာဆိုတို့နော် အာဆာဆိုတာအာရကန်ရိုင်ဂျာဆာဗေးရှင်းအာမီကျွန်တော်မတိရပြောတဲ့ခါမှာမာပြောမိတယ်နော်အာဆာကိုကျွန်တော်ဟွာလို့ပြောမိတယ်ဗါလဲအာအာဆာကိုမနေ့ကကျွန်တော်မာပြီးပြောမိတာကအာရကန်ရိုင်ဂျာဆိုလီဒရီအော်ဂနိုက်ဇေးရှင်းဆိုပြီးတော့ကျွန်တော်ပြောမိတယ်နော်အာဆာဆိုတာကအာရကန်ရိုင်ဂျာဆာဗေးရှင်းအာမီဆိုပြီးတော့သုံးတာအဲ့အဲ့ကောင်တွေကဘင်္ဂလားဒေ့ရှ်ကနေပြီးတော့နော်လက်နက်တွေထောက်ပတ်နေစစ်နော်စစ်စခန်းတွေပွင့်ပေးတယ်စစ်ပညာတွေတင်ပေးတယ်ဒုက္ခသည်စခန်းတွေထဲမှာလူစုတွေတွဲထုတ်လုံးဆိုတယ်ဒါကိုဘင်္ဂလားဒေ့ရှ်ဘင်္ဂလီအစိုးရကမြောက်ပေးနေတယ် ဒါကိုကျွန်တော်တို့ပြည်သူတရားလုံးကဒေါ်လာရေးတက်ဖွဲ့တွေကိုကျွန်တော်ပြည်သူအရောက်ချင်းစီတိုင်းကဒါကိုမြင်အောင်ကြည့်ပြီးတော့အေအေနဲ့တူတူကျွန်တော်တို့တွေเนาะတရားဝင်ရက်တီချောင်းဆိုတာကိုအကုန်လုံးပြောကြရမယ်အကုန်လုံးလုပ်ကြရမယ်အကုန်လုံးကလုပ်ကြရမယ်ဘာကြောင့်လဲအေအေရဲ့အောင်မြင်မှုကျွန်တော်တို့အောင်မြင်မှုယနေ့ကျွန်တော်တို့ကမ္ဘာစာဆက်ရုံနေနာကိုရောက်နေပြီကမ္ဘာစာချမဟာလာချကမ္ဘာစာချမဟာလာချကမ္ဘာစာချမဟာလာချဒီကမ္ဘာစာတွေကိုအေအေကအမြန်ဆုံးသုံးနဲ့တိမ့်နိုင်ဖို့အရေးကို နော်ဘကိုးနော်မကွေးမန္တလေးစကိုင်း PDF တွေကအပြည့်အဝဝိုင်းပြီးတော့ပူပေါင်းဆောင်ရွက်စေချင်တယ်။ဒါပြင်ကျွန်တော်တို့မြေပြင်မှာရှိတဲ့အဖွဲ့တွေအကုန်လုံးဝိုင်းပြီးတော့ AA နဲ့တူတူဒီကမ္ဘာစသိမ်းတဲ့ဟာတွေမှာနော်ဒီ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 ရောမှာအကုန်လုံးဝိုင်းပြီးတော့နိုင်တော့ပါစေချင်တယ်။ Caribbean ဘက်ကိုလှည့်ကြည့်အောင်မြောက်ဒီဘက်မှာစက်ကောင်စီကနော်စက်ကောင်စီကစစ်စေးတွေလုပ်တယ်တခါ DKBN နဲ့ KNL နဲ့တက်ဘွဲဖြစ်တယ် ဂရန်ဘန်နံပါတ်မှာ DKB ရေเนาะ KNE ရေ PC ရေเนาะ BGF ရေအဲ့ဒါရေထိုးဖောက်မှုနဲ့အဲ့ဒါရေနေမြေဆိုးမှုမှုနဲ့အဲ့ဒါရေစစ်ကောင်စီနဲ့မအားလာနဲ့ပတ်တွယ်မှုတွေကတော်တော်သဘုတ်ပြီလို့လိန်ရှုပ်နေတာပဲအဲ့လိုအနေထားကိုမြင်နေရတယ် ဆိုတော့အဲ့ဒီဒေသကိုရောက်သွားတဲ့ PDF တွေ LDF တွေနော်စစ်တပ်ကမြရတာရှိတယ်။ဘာကြောင့်လဲဆိုတော့အဲ့လိုမျိုးဒီ DKBA BGF နော်နောက်တစ်ခါကျတော့ဒီဘက်က PC ဒါမျိုးတွေကခံနေတဲ့ဟာတွေရှိတယ်။ဆိုတော့ကျတော့စစ်တပ်ကမပေးဘူးနော်လှုပ်ရှားဖို့မပေးဘူးဒါမျိုးတွေရှိတဲ့အခါကျတော့တချို့တွေနော်ကျွန်တော်တို့မျိုးလည်းပြောင်းဝင်သွားတာရှိတယ်။တချို့တွေထိုင်းဘက်ကိုထွက်သွားတာရှိတယ်။နော်တချို့တွေအခုချိန်ထိနေပြီးတော့နော်နေပြီးတော့ဘာမှမလုပ်ရတာရှိတယ်။ဒီလိုအနေအထားတွေဖြစ်တဲ့အခါကျတော့ တော်လန်ရေးကြီးမြန်မာတပြည်လုံးလွတ်မြောက်ရေးမှာကိုရီးယားပြည်နယ်လွတ်မြောက်ရေးမှာခရင်ကကိုပိုင်အုပ်ချုပ်မှုကိုပိုင်ပြတ်တမ်းခွင့်လွတ်မြောက်ရေးခီးလမ်းမှာအဲ့ဒီခုနက BGF တွေနော်ငါတို့ကကြတော့ဒီဘက်က DKBA တွေ PC တွေဒါတွေကြောင့်အများကြီးနှောက်နေရတာရှိတယ်အဲ့တော့ကျွန်တော်အနေနဲ့ပြောချင်တာအဓိကကအဲ့ဒီဒေသကိုရောက်သွားတဲ့နော်ကျွန်တော်တို့လူငယ်တွေအာကိုတကြီးနဲ့ရောက်သွားတယ်လက်ရက်ကင်တော်လိုင်းရေးကိုစဉ်းလို့ကျွန်တော်ရောက်သွားတယ်ရတဲ့အချိန်မှာနော် အဲ့ဒီမှဒေသမှာအဆင်မပြေတော့ဘူးနေဖို့လည်းခက်ခဲရှိလာပြီဆိုရင်ကျွန်တော်တို့အညာဘက်ကိုဒါမှလို့ရှိရင်ရခိုင်ဘက်ကိုဒါမှလို့ရှိရင်စကိုင်းဘက်ကိုနော်ကချင်ဘက်ကိုကူးပါကူးကြပါနော်သွားစီချင်တယ်အဲ့ဘက်ကိုအဲ့ဒီဂရမ်ဘက်မှာပဲခင်ဗျာဒီအချိန်ကျလို့ရှိရင်ဟိုလိုလေးချွေးသိလိုက်ဒီလိုလေးချွေးသိလိုက်ဆိုတဲ့အခါကျရင်နောက်ဆုံးအမှုဆို၄နှစ်ကျော်၅နှစ်ရှိပြီအဲ့တော့ဒေါ်လာအေးကြီးကိုကျွန်တော်တို့တကယ်ကိုရှစ်ကိုအကောင်မောင်းတဲ့နဲ့မောင်းနေမှုကြတော့အဲ့ဒါကစိန်ခေါ်မှုအကြီးကြီးဖြစ်တယ်ဒါကိုလည်းကျွန်တော်တင်ပြခြင်းတယ်နော် ဒါကိုလည်းကျွန်တော်တင်ပြခြင်းတယ်အဲ့တော့ကျွန်တော်တို့ဒီဒေါ်လာရင်းကြီးအောင်ဖို့ဆိုတာကကျွန်တော်တို့အားလုံးအားလုံးကကိုယ်လုံနိုင်တဲ့အလုပ်တွေကိုအများနဲ့လုပ်ရမယ်ဒါကဒီဒေါ်လာရင်းကြီးအောင်ဖို့ဆိုတာကဟိုလူကခိုင်းမှဒီလူကခိုင်းမှမဟုတ်ဘူးလူတိုင်းလူတိုင်းကကိုယ့်မကူအရောက်ချင်းစတဲ့ကိုယ့်တာဝန်ကိုယူရမှာကိုယ်တာဝန်ကိုယူရမှာဘဘဝင်းတရဲ့စကားကိုနော်ငှားပြီးတော့ရင်ခေဝင်ကိုထမ်းပြီးတော့ခေလန်းကိုရှောက်ဖို့ ဘာမှဝင်တရားစကားကိုပဲထပ်ပြီးတော့ငါသုံးမယ်လူတိုင်းလူတိုင်းကအရေးတော်ပုံတက်သားဖြစ်ရမယ်ဘာမှဝင်တရားပြောတယ်ကျွန်တော်ကအရေးတော်ပုံတက်သားတယ်အဲ့တော့ကျွန်တော်တို့ပြည်သူတွေကဒီတော်လိုင်းရင်ကြီးအောင်မြင်ဖို့ဆိုတာကငါတို့ကတော့ပြည်သူဟဲ့ဆိုပြီးတော့နမခံထားပြီးတော့ကိုစီပွားလေးကိုရှာပြီးတော့အေးအေးဆေးလုပ်နေအဲ့ဒါတာဝန်မကျေတော့ပြည်သူဖြစ်နေမယ်အဲ့တော့ကျွန်တော်တို့ဒီတော်လိုင်းရင်ကြီးအောင်မြင်ဖို့ဆိုတာကတာဝန်ကျေတော့ပြည်သူတာဝန်သိတတ်တော့ပြည်သူတာဝန်ယူမှုရှိတော့ပြည်သူတာဝန်ခံမှုရှိတော့ပြည်သူတွေဆိုတာလေလိုအပ်တယ်အဲ့တော့တာဝန်မဲ့တော့ပြည်သူ ်နော်အဲ့လိုမျိုးတွေကြီးပဲဆိုလို့ရှိရင်တော်လရင်ကြီးကရှေ့ရမှာမဟုတ်ပြတ်သွားလိမ့်မယ်အဲ့တော့အဲ့လိုမျိုးတာဝန်မဲတဲ့ပြည်သူဆိုတဲ့သူတွေကို BNN တို့ဒေယုတ်တို့ရုရှားတို့မှာကတော့တို့ရဲ့ဥဆောင်အဖွဲ့စည်းတွေကခေါ်ပြီးတော့စစ်တမ်းပိတ်ပြီးရှေ့ကိုတပတ်တပတ်နဲ့စစ်တမ်းပိတ်ပြီးရှေ့ထဲထွက်ခိုင်းတာအဲ့ဒါရှင်းတယ်အကောင်လုံးလူမျိုးပေါ်လို့ပြောလုတ်တဲ့နာကိုလုတ်တယ်ဆိုပြီးတော့လုတ်တယ်အဲ့ဒါရှင်းတယ်ဒါကိုပြောပြတာဒီနေ့အချိန်မှာစစ်ကောင်စီကအတင်းကျပ်စစ်မှုထမ်းဥပဒေနဲ့လူငယ်တွေကိုစစ်မှုထမ်းအတင်းသွင်းနေတဲ့အချိန်ကြတော့ ဟိုကောင်တွေဘက်ကလူသသိန်းလောက်ထိရသွားတယ်။လူသသိန်းလောက်ထိရသွားတယ်။အဲ့လိုပေါ်တာဆွဲတဲ့အချိန်မှာနော်ကိုအင်ကမိသားစုကိုပေါ်တာလာဆွဲတဲ့အချိန်မှာအတင်းကျရိုးရင်းစံခတ်တဲ့ကျွန်တော်တို့ပြန်ပြောခွင့်ရှိသလားပြန်ပြောလို့ရမလားမရပါဘူးလုံးလို့လည်းမရပါဘူးဘယ်သူမှလည်းလောက်တာမတွေ့မိပါဘူးเนาะဘာကြောင့်လဲဟိုကောင်ကလက်နဲ့ရှိတာကိုလူမဟုတ်ဘူးဆိုတာကိုသိတာကိုတရိတ်ဆန်နေဆိုတာသိတာကိုဟုတ်တယ်ဟုတ် တကယ်တော့ဒီတော်လိုင်းရေးကြီးအောင်မြင်ဖို့ဆိုတာတကယ်တကယ်တော့မျိုးပေါ်တလာဆွဲတဲ့အချိန်မှာမင်းတွေကမန္တလေးကမိသားစုလိုရဲရဲတောက်တပိသားစုလောက်ကနနဒီကလုံးလောက်ကျွေးကြည့်ပါလားတကယ်လို့ကိုယ့်အိမ်မှာလာပြီးတော့ပေါ်တာဆွဲတဲ့အချိန်မှာပြည်သူတွေကပြည်သူငါပြည်သူဟဲ့ဆိုပြီးတော့ဟမ်ငါပြောမှုတော့လောက်ကျွေးကြည့် ARSA RSO တိုက်ခိုက်မှုကြောင့်နှစ်လအတွင်းအ ਨੇ ဆုံးအရက်သား9ဦးသေဆုံးရခိုင်ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက်မောင်တော့ခရိုင်တွင်မှာရိုဟင်ဂျာလက်နက်ကင်တပ်တွေဖြစ်တဲ့ ARSA RSO ဖွဲ့တွေရဲ့တိုက်ခိုက်မှုနဲ့ပြန်ပေးဆွဲမှုတွေကြောင့်နှစ်လအတွင်းမှာဒေသခံ၉ယောက်ထပ်မံနေတေဆုံးပြီးပျောက်ဆုံးသူတွေလည်းရှိနေပါတယ်။ မောင်တော်ခရိုင်အတွင်းရှိဒုံညိုမြို့တမန်သားကျေးရွာနဲ့အနီးတဝိုက်ကျေးရွာတွေမှာ ARSA RSO ရိုဟင်ဂျာလက်နက်ကင်တပ်ဖွဲ့တွေရဲ့ပြန်ပေးဆွဲလူရဲတပ်ဖြတ်မှုတွေကြောင့်စက်တင်ဘာနဲ့အောက်တိုဘာ2လအတွင်းမှာပျောက်ဆုံးနေသူ73ယောက်ထပ်မင်းရှိလာနေပြီးအဲ့ဒီထဲမှာတေဆုံးသူရုပ်အလောင်း၈လောင်းထိတွေ့ရှိထားကာပျောက်ဆုံးနေသူတွေကိုလည်းဆက်လက်ရှာဖွေနေသေးပါအလားတူရခိုင်ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက် ကုံစီတဲယူပို့ဆောင်ပေးနေတဲ့ဒေတာခန်တွေကိုလည်းလမ်းခုလက်တွေမှာမိုင်းဆွဲတိုက်ခိုက်တာလူရက်တက်ဖြတ်တာတွေကြောင့်ဒေတာခန်ခီးသွားပြီးသူတယောက်တေဆုံးပြီး၄ယောက်ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ဒီဘရဲ့စူးစီးထားတဲ့အချက်လက်တွေအရသိရပါတယ်ဒါကြောင့်အခုရပိုင်းအတွင်းမှာအာရခတက်တော်တဲ့အနေနဲ့မြို့ရဲအဝင်ဂိတ်တွေမှာလုံခြုံရေးကိုအထူးဂရုစိုက်လှုပ်ဆောင်နေတာတွေရှိနေတယ်လို့မောင်တော်ဒေတာခန်တွေကပြောပါတယ် မောင်တော်ဒေတာခန့်တယောက်ကကျွန်တော်တို့စိုးရိမ်တာပေါ့ဗျာအမြောက်ပိုင်းလမ်းဘက်ကိုတိတ်ပြီးတော့မသွားရကြဘူးအလုတ်လုတ်ဖို့မသွားရဲဘူးကုန်းစီစီစင်းဖို့အတွက်ခီးတယ်တွေမသွားကြဘူးအရန်ကယူဆိုင်ပြီးနေနေရပါတယ်ညဘက်တွေဆိုလဲနိုးနိုးကြကြနေရတာပေါ့ခုက ARSA RSO အဖွဲ့တွေစီမှာလက်နက်ခဲယမ်းတွေလဲပါလာပြီဆိုတော့ဘယ်နာကနေဘလိုမျိုးလှုပ်ကြံမလဲအကျန်းဖက်မလဲအဲ့လိုမျိုးတွေကိုစိုးရိမ်လို့စောင့်ကြပြီးတွာလာရတာပေါ့နော်စိတ်ဝင်လှုပ်ရှားမှုတွေကို AA ဘက်ကလည်းအရန်ကယူဆိုင်ပြီးတော့မှ မြောက်ပိုင်းကနေမြို့ရင်းထဲကိုဝင်လာတဲ့လမ်းတွေမှာအရင်ကထက်လုံခြုံရေးတင်းကျပ်တာတွေစစ်ဆေးတာတွေပိုတွေ့လာရတဲ့မြို့ဝင်ဂိတ်တွေမှာဆိုရင်လေလုံခြုံရေးတင်းကျပ်တယ်လို့ပြောပါတယ် ARSA RSO လက်နက်ကင်တပ်ဖွဲ့တွေဟာဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာယာယီတပ်စခန်းတွေခိုင်မာစခန်းတွေတိစောက်ထားပြီးအဲ့ဒီကနေတဆင့်ရခိုင်ပြည်နယ်မောင်တော့ခရိုင်အတွင်းကိုလက်မြင့်နဲ့မယူတော့လမ်းကြောင်းကနေတဆင့်ဝင်ရောက်နေတာပါဒါကြောင့်လက်ရှိမှာ အေးအေးနေနဲ့နေဆက်လုံးဂျုံရေးကိုအထူးတိုးမြင့်လှုပ်ဆောင်နေပြီးတောတောင်တွေနဲ့လူပြတ်တဲ့နေရာတွေကိုတယောက်တည်းဒါမှမဟုတ်လူနည်းစုနဲ့တွာလာတာမလုပ်ကြဖို့အရေးကြီးတွာလာရဖို့ရှိပါကနီးဆက်ရအေးအေးရဲ့အုတ်ချုပ်ရေးနဲ့လုံးဂျုံရေးတပ်ဖွဲ့ဝင်တွေကိုတည်င်းပို့ပြီးမှတွာလာကြဖို့ကိုလည်းသတိပေးပြောဆိုထားပါတယ် ဒါပေမဲ့တစ်ဖက်မှာလည်းဒေတာခန့်တွေဟာအလောက်ကန်ရှားပါမှုနဲ့စာဝတ်နေရေးကြက်တဲမှုတွေကြောင့်ကုန်ပစ္စည်းအငှားတည်ယူပို့ဆောင်မှုတွေလုပ်နေကြရတယ်လို့ဆိုပါတယ်။မောင်တော်ဒေတာခန့်ကအဓိကကမတော်တာအကောင်းဆုံးပါဒါပေမဲ့မတော်ပဲနေရင်ဘာနဲ့စားကြမလဲ။ညက်နေကြပြီလေအရင်တုန်းကဆိုအဲ့ဒီလမ်းကြောင်းကနေကုန်တွေကိုကားရီနဲ့ပဲတည်တာပါဒါပေမဲ့ခုကကားလမ်းကလည်းတုံးမရတော့ဘူးဆိုတော့ဆိုင်ကယ်ကယ်ရီသမားတွေကိုငှားတုံးလာကြပါတယ်။တစ်စီးကိုနှစ်သိန်းကနေနှစ်သိန်းခွဲလောက်ထိပေးပြီးငှားကြတာပါစာဝတ်နေရေးအဆင်မပြေတဲ့သူတွေ ကအရေးစွန့်ပြီးသွားကြတယ်ခုလိုသွားတဲ့သူတွေကခံရတာပေါ့နော်ဒေတာလုံးဂျုံကြီးကစိုးရိမ်နေရပေမဲ့ဆင်းရဲပင်ပန်းလုံးတော့လှုပ်ရှားကြရတဲ့ခုကတဖြည်းဖြည်းပိုဆိုးလာတဲ့အခြေအနေမှာရှိပါတယ်လက်လုံးလက်စားတွေကပိုဒုက္ခရောက်တာပေါ့ဗျာအနဲ့မခံနိုင်လို့လှုပ်ရှားရင်လဲဘဝကဆုံးဖို့ပဲရလာဒီလိုမျိုးလာလုပ်ခဲ့ချိန်မှာငါပြည်သူဟဲ့ဆိုပြီးတော့အုတ်ကြီးဟုတ်ဟမ်ကျွေးကြည့်ပါလားကျွန်တော်တို့ပြည်သူတွေအကုန်လုံးကသာညီပြီးတော့ကိုယ်ဒေတာလိုက်ဘယ်သူမှခိုင်းစရာမလိုပဲနဲ့ ်ပြောစရာမလိုဘဲငါပြည်သူဟာမခံဘူးခဲ့ဆိုပြီးတော့ရတဲ့ဒီနဲ့ဟိုအောင်လေလာတဲ့လမ်းမှာဘာလုပ်ထားမလဲဟမ်ဒီလိုပြောတာအကုန်လုံးကနေရာနဲ့မှာဝိုင်းလုံးမယ်ဆိုရင်ကျွန်တော်တို့ပြောချင်တဲ့အားလုံးပါဝင်မှုဆိုတာကကျွန်တော်တို့ပြည်သူတွေကိုယ်တိုင်ကလည်းအကုန်လုံးကအဲ့လိုမျိုးဝိုင်းလုံးမယ်ဆိုရင်ဒါလည်းမဟုတ်ဒါကတော့ PDF လုပ်နိုင်မယ်ဒါကတော့ LDF လုပ်နိုင်မယ် no မဟုတ်ဘူးကျွန်တော်တို့ဒီတိုင်းကြီးလွတ်မြောက်ဖို့ဆိုတော့ကအားလုံးကကိုတာဝန်ကိုယူရမှာတကယ်ပြောတာပါကြည့်ပါစစ်မှုတန်းလာခေါ်တဲ့အချိန်အိတ်တိန်လောက်က အကုန်လုံးကနေပြီးတော့ငှက်ကြီးတောင်တွေဆွဲပြီးတော့ကစ်ထလိုက်တယ်ဟမ်စစ်မှုထက်လာပြီးတော့အတင်းခေါ်တဲ့အချိန်မှာဂျင်ကလေးတွေနဲ့စော်လိုက်တယ်စစ်မှုထက်လာခေါ်တဲ့အချိန်မှာဟမ်ဒါမျိုးပေါ့ကက်ကက်လိုက်ရန်တွဲလိုက်တယ်ဆိုတဲ့ဗီဒီယိုမျိုးတွဲချင်ပါလေဟမ်အမမန်တော့ကျွန်တော်တို့ပေးသူအယောက်ချင်းစီတန်းကလုတ်ရမယ်တောင်းဝင်ရှိတယ်နော်ကိုတောင်းဝင်ကိုရုံးမှာလုံးလုံးမရသေးတဲ့အနေအထားတွေကျွန်တော်တို့နားလေတယ်နော်ကြောက်ပဲဆိုတာနားလေလူဆိုတာကြောက်တတ်တယ်နားလေတယ်ဒါပေမဲ့ တချို့တော်လိုင်းရင်းမှာတချို့ဒေသတွေမှာအဲ့လိုလုပ်ခဲ့ကြတယ်လုပ်ခဲ့ကြတယ်အဲ့တော့ကျွန်တော်ပြောချင်တာလူဆိုတာတတ်သမှတ်တယ်ပွားတယ်ပြောချင်တာကအဆွဲရှိတဲ့အစိတ်ရှိတဲ့မပွေးဆိုရင်လူတွေကထွက်ပြေးကြတယ်လင်းဝင်ကြရင်ရိုက်တက်ပြီးတော့ချက်စားကြတယ်ကျွန်တော်ပြောတာကကကမန္တလေးကမိသားစုအိတ်ဆက်ကြမထားနဲ့အကောလုံးတတ်သမှတ်တယ်ဆက်ဆက်ကျွန်တော်ပြောချင်တာအဲ့တော့ကျွန်တော်ပြောချင်တာပြီးသူဆိုပြီးတော့အရေးကွန်ခြုံထားပြီးတော့ ဘေးထိုင်ပူပြောဝိုင်းမလို့အပြစ်တင်ထိုးချအဲ့ဒါပြီးသူမဟုတ်ဘူးအဲ့ဒါဒီစစ်ကောင်စီအလို့ချဖြစ်တယ်ဒါကိုပြောချင်းပြတယ်အဲ့တော့ချက်ပြောမယ်ပြီးသူဒီလည်းကျေးဇူးရှင်မဟုတ်ဘူးနော်အဲ့တော့ကိုကိုကိုကျေးဇူးရှင်လူဒန်းစားအနေနဲ့မသတ်မှတ်နဲ့တကယ်တကယ်တော့ဒေါ်လာအီးရဲ့မဟာဗျူဟာမျက်ကိုကြည့်မယ်ဆိုရင် PDF LDF ဒီထိုက်ဆုံးကဘာကြောင့်လဲသူတို့ရှေ့ကနေလက်နက်ကင်ပြီးတော့တိုက်ပွဲဝင်မှာကျွန်တော်တို့ဒေါ်လာအီးရဲ့ရှေ့ရပါသူတို့ရိအောင်မြင်ဖို့လို့အတွက်အဆအဆအရာရာကုညီရမှာကျွန်တော်တို့ရဲ့တာဝန် ဒါကိုသိရှင်းနေဖို့လိုတယ်ပြည်သူကငါနဲ့တာဝန်ချေပြီးသား नो မဟုတ်ဘူးပြည်သူဒီတော်လိုင်းအောင်တဲ့အထိတာဝန်ချေရမယ် नो ခမရဟုတ်အဲ့ဒါမှားနေပြီမကြည့်သေးဘူးတော်လိုင်းအောင်တဲ့အထိကိုပါဝင်ရမှာအခု PDF တွေ LDF တွေကခမရတို့တဲ့တာဝန်ချေတယ် नो ခမရအဲ့ဒါရှင်းဖို့လိုတယ်နော်ရှင်းဖို့လိုတယ်ပြည်သူကတာဝန်မကျေသေးဘူးတော်လိုင်းမအောင်ချင်းတာဝန်မကျေသေးဘူးတာဝန်မကျေသေးလို့ကြီးကားတွေအပြစ်မရသေးဘူ တောင်းဝင်မကျေသေးလို့ကျွန်တော်တို့စေးတွေအပြည့်ဝမရသေးဘူးရှင်းတယ်ဒါကျွန်တော်ဘုဒ္ဓဘာသာလိုက်ပြောနေစရာအကြောင်းမရှိဘူးအဲပြီးသူကလည်းငက်နေတယ်စားကြမရှိဆိုတာသိတယ်အေးခမားတို့တဲ့လက်နက်ကင်ပြီးတော့တောထဲမှာတွားပြီးတော့အပင်ပန်းခံပြီးတော့အသေးခံပြီးတော့လုံနေတယ်ပြီးသူတွေကပတ်သွားလာတယ် PDF LDR ကမှပို့တောင်းဝင်ကြည့်တာခမားအဲ့လောက်တော့စဉ်းစားဖို့မတတ်ဘူးလားကျွန်တော်စဉ်းစားလို့မရလားအဲ့အဲ့လောက်တော့မစဉ်းစားတတ်ဘူးလားခမားတရက်လောက်တွားပြီးတောထဲတွားနေကြည့် ခမရတရက်လောက်ဘုံကျဲလောက်ကိုခံကြည့်ခမရတို့တရက်လောက်ရှင်တန်းကိုသွားကြည့်ခမရအချိန်တန်းတော့ကိုယ့်ဘက်ကိုအိမ်မှာဥစ္စာတယ်လီဗီရှင်းလေးကြည့်လိုက်ဘောဘလေးကြည့်လိုက်ပြီးတော့မှပြီးသူကငန်းနေစားတာဝန်ချေပြီး no တာဝန်မချေသေးဘူးတာဝန်နေဆက်ထမ်းနေရအောင်ပဲတာဝန်ချေပြီးသားဆိုတာမရှိဘူးခမရလည်းတာဝန်မချေသေးဘူးကျွန်တော်လည်းတာဝန်မချေသေးဘူးကျွန်တော်လည်းရတာပဲရှင်းလားမသိဘူးနေစိမ့်နေသူနေသားတို့လို့နေတဲ့လူ ါကပြည်သူတာဝန်ခံလို့မရဘူးအဲ့လိုမျိုးမသိကြအောင်ဆောင်ပြီးတော့ဖာတိပါတာနဲ့ကိုတပုတ်လေးကြီးတဲ့ဟာတွေကပြည်သူနာမည်မခံတတ်ဘူးအဲ့လိုမျိုးလူမျိုးတွေဖွဲတွေဇကွဲတွေအဖြုံးတွေကစက်ကောင်စီကိုအမေရနဲ့တူတူပဲဓမ္မနဲ့အာဓမ္မနဲ့တိုက်ပွဲမှာလက်မျိုးပဲရှိတယ်ဓမ္မဘက်ကရက်ရက်မရက်ခင်ဗျာအာဓမ္မပဲမတရားမှုကိုအာဓမ္မသမားတွေကကျူးလွန်နေတဲ့အချိန်မှာပြောဖို့ပြက်ကွက်ရယ်ဒါထင်ရှားတယ်ဆိုမိတ်နော်အဲ့ဒါခင်ဗျာလည်းအဲ့ဒီမတရားမှုမှာပါဝင်နေတယ်တူတူပဲတဲ့ အဲ့တော့ဒီအချိန်ကစပြီးကျွန်တော်ပြောမယ်ကျွန်တော်တို့ပြည်သူတွေလည်းတာဝန်မကျေသေးဘူးကျွန်တော်တို့လည်းအမြဲတမ်းငါကပြည်သူတွေဆိုပြီးတော့ပြောမယ်ဆိုစဉ်းစားတတ်ဘူးခင်ဗျားတို့စဉ်းစားရမှာကတောတောင်တွေထဲမှာရှိတဲ့ငါတို့ရဲ့တူရွယ်သားရွယ်ခလေးလေးတွေမျက်နှာကိုပြန်ကြည့်တို့တို့လောက်တော့ငါတို့ပောက်တတိမရှိပါလားတို့တို့လောက်တော့ငါတို့မစွန့်စားရပါလားတို့တို့ထက်ငါတို့ကအကြတွေကြီးနေပါလားဆိုတော့ပြန်သတိရအဲ့တော့နေရာကမှာငါကပြည်သူငါကပြည်သူငါကပြည်သူတို့အဲ့ဒါခင်ဗျားတို့ခင်ဗျားတို့ကလား ဒီတတိုင်းပြီးတော့လွတ်မြောက်ဖို့ခမားလေးလုံးရမယ်အားလုံးလည်းလုံးရမယ်အေးမလုပ်ဘူးမအားလားဘောမနေတယ်မအားလားပကတိဆိုလို့ရှိရင်အဲ့ဒါဒီရန်သူပြတ်သွားမယ်ရှင်းတယ်ပြီးသူဒီတော်လည်းပြီးပြီထိတော်လည်းပြီးရင်လည်းတော်လည်းဒီအောင်မြင်မှုကိုဆက်လက်ရရှိချိန်သိမ့်ဖို့ဒါကိုကျွန်တော်ပြောချင်တာ တောက်လျှောက်ကိုဘယ်တော့မှမပြီးဘူး။တာဝန်ကြီးတယ်ဆိုတာခမည်းသေးွားတဲ့အချိန်ကျရင်ကြည့်မယ်။ကျွန်တော်သေးွားတဲ့အချိန်ကျရင်တာဝန်ကြီးလားမကြည့်လားဆုံးဖြတ်မယ်။မသေးမချင်းကိုတာဝန်ကြီးလားမကြည့်လားဆိုတော့ကျွန်တော်ကပြောလို့မရဘူး။ဒါကိုလည်းကျွန်တော်ရှင်းရှင်းလင်းလင်းပြောထားခြင်းတယ်။အဲ့တော့ဒီနေ့အချိန်ကနေစပြီးတော့အားလုံးအားလုံးအားလုံးကိုကျွန်တော်တင်ပြချင်တာကဒီဒေါ်လာရေးကြီးမှာနံပါတ်1အရေးကြီးဆုံးက PDF တွေ LDF တွေ UG တွေခမည်းတော်တွေပူပေါင်းဆောင်ရွက်မှုနည်းရင်ခမည်းတော်တွေတာဝန်မေ့ဒါပြီးခမည်းတော်ခမည်းတော်မင်္ဂလာကမိသားစုလိုမျိုးအော်ကြောလန်လုပ်ရင် အတော်လေးကိုအနောက်ဆက်ပြီးလာတူပဲဒါကိုတော့သိစေချင်တယ်နော်အဲ့တော့အရကတတော်အေးဘာကြောင့်အောင်မြင်လဲမေးအေးအေးကခေါင်းဆောင်မှုအပြည့်နဲ့ဟေးပြည်သူတွေဒီလိုလှုပ်ဆိုရင်ပြည်သူတွေအကုန်လုံးဘာမှအမြင်များမရှိဘူးအေးအေးကပြည်သူတွေကအဲ့လိုမျိုးရှိတယ်အဲ့တော့အေးအေးကပြောလိုက်လို့ရှိရင်တိတ်ဆိုတိတ်ပိတ်ဆိုပိတ်ဟိတ်ဆိုဟိတ်ဆိုတဲ့ရခိုင်လူလူကြီးရှိမှတော့ဒီတော်လေးကြီးအောင်မြင်တာမဆန်းဘူးအဲ့တော့ဒီနေ့ဒီအချိန်မှာလဲ ကိုလာကမန္တလေး PDF နဲ့နော်ကိုလာကမိသားစုတစုနဲ့ဖြစ်တဲ့အကြောင်းအရာကိုမူတည်ပြီးကျွန်တော်တို့ပြီးသူဆိုတာဘလို့လဲငါတို့ပြီးသူဆိုတာကငါတို့ကအခွင့်ကျူးခံလို့မရဘူးလုံးလုံးမရဘူးဆိုတော့ကျွန်တော်ဒီနေ့ live နဲ့သတိပေးခြင်းဖြစ်တယ်အဲ့တော့ပြောချင်တာခင်ဗျားလည်းပြီးသူပဲကျွန်တော်လည်းပြီးသူပဲအေးကျွန်တော်တို့တွေဘယ်တော့မှတောင်းချင်မှာမဟုတ်သေမအဲ့ဒါတော့မှကျွန်တော်တို့ကြားအဝဲဘလောက်ခြေတယ်လဲဆိုတာဆုံးဖြတ်ပါအချိန်နဲ့တမန်ရဆုံးဖြတ်ပါအဲ့တော့ယနေ့ကိုကိုကိုငါတို့ကတော့ပြီးသူပဲအာအစ်စေးအစ်စေးဆိုပြီးတော့မန်တက်မယ်လို့စဉ်းစားတိုင်းမန်စေးကိုပြန်ချိုးပြောမယ် ငါ PDF တရားတော့တောထဲမှာတရက်သွားနေနေလားစစ်တနန်းသွားတက်နေတာငါတို့တို့တော့ပေးဆက်နေတာအေးငါတို့အဲ့ဒါမလုပ်နိုင်ဘဲနဲ့အဲ့ဒီတောထဲမှာရှိနေ PDF LDF တွေမြုပ်ပြမှာပုံပေါင်းနေတဲ့ UG တွေကိုအနောက်ရှက်မှာပြီးပါလားမကူညီနေပါအနောက်ရှက်မှာပြီးပါလားတော်တော့ကျွန်တော်အနေနဲ့ပြောချင်တယ်အဲ့တော့ကျွန်တော်တို့ ဒီဒေါ်လာရဲ့ကြီးအောင်မြင်ဖို့က mask ရဲ့ media ရဲ့ money ရဲ့ military ရဲ့ m လေးလုံးကဆက်ဆက် mask ဆိုတဲ့လူ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 ဆိုတာကခင်ဗျလူလူဆိုပြီးတော့ရှစ်ခိုးအတင်းနဲ့ like ပြီးတော့ငါပြောပွဲအုပ်ပွဲနဲ့ down man နေရတဲ့လူလူမျိုးပြောတာမဟုတ်ဘူးတာဝန်ယူမှုတာဝန်ခံမှုရှိတော့သိကြတော့အပြည့်ကကိုယ့်ဘက်ကကိုယ်ဝဆိုင်ကငွေကိုပါဝင်တော့ပြီးသူလူလူအဲ့ဒါကခင်ဗျလိုက်ပြီးတော့တင်းတိုင်စီအောင်နေစရာမဟုတ်ခင်ဗျလည်းပေါ်သိစတဲ့နဲ့ကိုပါမယ်ကျွန်တော်လည်းကျွန်တော်သိစတဲ့နဲ့ကျွန်တော်ပါမယ် media ဆိုတော့ကမှန်မှန်ကန်ကန်ပြောဖို့ဒီနေ့ media တွေမှန်မှန်ကန်ကန် speaker တွေမှန်မှန်ကန်ကန်ထွက်ပြောရတဲ့တတိရှိဖို့လိုတယ်ခင်ဗျ live ပေါ်တက်ပြီးပြောနေမှာတော့ဘာကိုမျောလင်းချက်မှမထားပါနဲ့ အမှန်တရားကိုပြောပါတတိရှိရှိပြောပါဓမ္မဆိုတဲ့စံနှိမ့်ပေါ်မှာမှီပြီးတော့ပြောကြပါဒီလိုပြောပြမှဒီတရင်စကားတွေကြားရမှလူထုကကိုယ့်အသိဉာဏ်နဲ့ကိုယ့်စင်ကြံတရားနဲ့ဆုံးဖြတ်ပါလိမ့်မယ်မနီပတ်စံတဲ့အရေးကြီးတယ်ယနေ့အန်ယူဂျီကပြောလိုက်ပြန်ပြီနော်ဘာလဲကဘောကဘေးရနေကာကွယ်ရေးအတွက်တဲ့ဆက်သိမ်းပေါင်း9000ကျော်သုံးခဲ့တယ်ဆိုတော့ဘယ်လိုတွေသုံးထားတာလဲဆိုတာလေတစ်ချက်တော့လင်းပါအောင်လို့ပြောပြရစီနော်ပြောပြရစီဆိုတော့ နောက်ဆုံးညီကုန်းကြုံအနေနဲ့ကျွန်တော်တင်ပြချင်တာကျွန်တော်တို့ဒေါ်လာရဲကြီးအောင်ဖို့ဆိုရင်ရခိုင်ပြည်သူလူထုကိုအတွေ့ယူပါအေးအေးကိုအတွေ့ယူပါနော်ဘိုးချုပ်ချွန်မရနိုင်တို့ရဲ့ဦးဆောင်မှုကိုအတိအမှတ်ပြုပြီးတော့အတွေ့ယူပါကျွန်တော်တို့ညီအစ်ကိုမှာဘိုးချုပ်ချွန်မရနိုင်တို့ကဲ့သို့အခြေချင်းရှိသောလူငယ်ခေါင်းဆောင်တွေရှိတယ်အေးကဲ့သို့အခြေချင်းရှိသောတပ်ခွဲတွေများကြီးရှိတယ်အေးကျွန်တော်တို့ပြည်သူတွေအရောက်ချင်းစီတိုင်းကလည်းအရခပြည်သူတွေကဲ့သို့အရခတက်တော်ကဘိုးချုပ်ချွန်မရနိုင်တို့ကလိုအပ်လိုအပ်တယ်လို့ပြောတဲ့အခါမှာ စစ်စည်းလုံးကညင်ညွန့်ညွန့်နဲ့နော်တသွေးတဲ့တသားတဲ့စီမျောပြီးတော့ပါဝင်နဲ့တာဝင်သိတော့ပြီသူတာဝင်ယူတော့ပြီသူတာဝင်ခံတော့ပြီသူဒီလိုပြည်သူတွေလည်းဖြစ်ဖို့လိုတယ်ဆိုတာကိုကျွန်တော်ချက်လောင်းပြီးတော့ကျွန်တော်တင်ပြခြင်းနဲ့အဲ့တော့ကျွန်တော်တို့ဒီဒီသင်ငန်းသားတွေကိုယူပြီးတော့ကျွန်တော်တို့အရေးတော်ပုံကြီးကိုနိုင်အောင်ကြိုက်ကိုတိုက်မရမယ်ကျွန်တော်တို့အောင်မြင်မှုကိုအရယူကြရမယ်တကြောင်တီးသောလမ်းစဉ်ကအောင်မြင်မှုကိုအရယူခြင်းကျွန်တော်တို့ဒီဒီအောင်ဖို့နီလမ်းများကိုအောင်ဖို့လုံနိုင်သူများ ਨੇ အောင်မြင်အောင်အချိန်နဲ့တပြေးညီလုံနိုင်ကြမယ်ဒီလိုလုပ်လို့ရှိရင်အောင်ဖို့လုံနိုင်သူများဆိုတဲ့နေရာမှာကျွန်တော်တို့နော် NRA ဆိုတဲ့နော် Nationwide Revolutionary Alliance ဆိုတဲ့ NRA နော်နိုင်ငံလုံးဆိုင်ရာတော်လှန်ရေးအရေးတော်ပုံစပေါင်းစုနော်အဲ့ဒီအဖွဲ့ဆိုတာလည်းပေါ်လာပြီးဖြစ်တယ် NRA တိလည်း member တွေဖိုက်ကောင်တွေရယ်နော် NRA ကလည်းတခြားအဖွဲ့တွေနဲ့လည်းပူးပေါင်းပြီးတော့ဆောင်ရွက်ခြင်းနဲ့အဲ့တော့ NRA အနေနဲ့လည်းဆက်သွယ်လာပါနော်ကျွန်တော်တို့ဖိတ်ခေါ်နေပါတယ်ဆိုတာလည်းထပ်မံတင်ပြရရင်အရေးတော်ပုံမုတ်ချအောင်ကိုအာမီ 昂亚米，昂亚米，昂亚米。